အားလုံးမင်္ဂလာပါ Ivan မြန်မာ Audiobook Channel မှာကြိုဆိုပါရစေကျွန်တော်ကိုဖတ်ပြပြီးမှာကတော့ Haruki Murakami ရဲ့ The Elephant Vanish စာအုပ်ကို Seattle Novel မြန်မာပြန်ထားတဲ့စင်တကောက်လုံးပျောက်ဆုံးခြင်းဆိုတဲ့စာအုပ်ထဲမှာလှပတော့ April မနက်ခင်းတစ်ခုတွင်တရားရခိုင်နှုန်းပြည့်စုံသောကောင်မလေးတစ်ယောက်ကို တွေ့လိုက်ရခြင်းဆိုတဲ့ဝတ္ထုတော်လေးကိုဖတ်ပြပြီးမှာဖြစ်ပါတယ် လှပတဲ့အေဘရမနခင်တခုတူဂျူရဲ့တားနာလာတဲ့ဟာရာဂျူဂူနာကလမ်းသွဲလေးတခုမှရှောက်လာရင် ကျွန်တော်ဟာတရားရဂိုင်းတော့ပြည့်စုံလာတဲ့ကောင်မလေးတစ်ယောက်ကိုတွေ့လိုက်ရတယ်။အမှန်တိုင်းပြောရင်သူမကဒီလောက်ကြီးကြည့်မကောင်းပါဘူး။သတိပြုမိလောက်စရာမရှိဘူး။အဝတ်စားတွေကလည်းထူးထူးခြားခြားမရှိ။နောက်ကျောကစပင်းဆိုလေအိယာကထလာတယ်လို့ဂွေကောက်လို့ငယ်လဲမငယ်တော့ပါဘူး။30နဲ့နာရှိပြီ။ပြောရင်ကောင်မလေးလိုတော့တုံးလို့မရတော့ဘူး။ ။ဒါပေမဲ့ဂိုင်90လောက်လိုကလေးကကျွန်တော်သိလိုက်တယ်။သူမကကျွန်တော်အတွက်ယာနုံးပြည့်ပြည့်စုံနေတဲ့ကောင်မလေးပဲ။သူမကိုတွေ့လိုက်တဲ့ခဏမှာကျွန်တော်ရင်ပါတဲ့ဒရုတ်တို့မြည်ဟီးသွားတယ်။ကျွန်တော်ပါဇက်တွေကလည်းခန္ဓာရလို၆ကတ်လို။ခမည်းမလည်းခမည်းကိုပိုင်ကြက်တွေတော့ရှိပါပဲ။ဆိုကြပါစို့ခြေတန်းတွေမျက်လုံးဝိုင်းဝိုင်းတွေ့လျရလည်းချောင်းနေနဲ့ဒါမှမဟုတ်ခမည်းနဲ့အချိန်ပေးပြီးညစာလိုက်စားပေးမယ်။မိန်ကလေးမျိုးလေးဖြစ်ချင်းဖြစ်မယ်။ကျွန်တော်မှလည်းကျွန်တော်ကြိုက်နေကျွန်တော်ပေါ့။တခါတည်းရန်စားတော့ဆိုင်ထဲမှာကျွန်တော်ဟာ ဘေးစပွဲရဲ့မိန်းကလေးကိုငေးနေမိတတ်တယ်။အเจ้าကတော့သူမရဲ့နှခမ်းအကြောင်းသဘောကျလို့တို့ပေမဲ့လူတစ်ယောက်အတွက်ယာနှုံးပြည့်ပြည့်စုံတဲ့မိန်းကလေးမျိုးဟာအဲ့လိုကနဦးစိတ်ထဲမှာမှန်းထားတဲ့ပုံစံတွေနဲ့ကြိုက်လိမ့်မယ်လို့တော့ဘသူမှအာမမခံနိုင်ပါဘူး။မိန်းကလေးတွေရဲ့နှာတံကိုအကြီးကျယ်စိတ်ဝင်စားလေးရှိတဲ့ကျွန်တော်မှသူမရဲ့နှာတံလေးကိုဘယ်လိုပုံမှန်လဲဆိုတာတတိတော်မထားမိဘူး။ကျွန်တော်မှတ်မိတဲ့လောက်ကတော့သူမနာတဲ့ဟာဒီလောက်ကြီးမလှပါဘူးဆိုတာပဲ။တကယ့်ကိုထူးဆန်းပါတယ်။ မနေ့ကလမ်းပေါ်မှာတရားရဂိုင်လုံးပြည့်စုံတဲ့မိန်းကလေးတယောက်ကိုတွေ့လိုက်ရတယ်လို့ကျွန်တော်ကတယောက်ကိုပြောလိုက်တယ်။ဟုတ်လားကြည်ကောင်းမှာပေါ့လို့သူကပြန်ပြောတယ်။အဲ့လိုလည်းမဟုတ်ပါဘူး။ဒါဖြင့်မင်းကြိုက်တဲ့ပုံမျိုးပေါ့။ငါလည်းမသိဘူး။သူနဲ့ပတ်သက်ပြီးမျိုးလုံးကဘလို့လဲ။ရင်သားကဘလို့ကြည့်တယ်စတာမျိုးတွေဘာစုတ်ဘာမှမမှတ်မိတော့ဘူး။ထူးဆန်းလာကြည်လား။ဟုတ်တယ်ထူးဆန်းတယ်။ဒါဖြင့်မင်းဘလို့လုပ်တယ်လဲ။သူ့ကိုသွားစကားပြောသလား။နောက်ကလိုက်သွားသလား။ သူကပြင်းရင်ပြင်းထန်နဲ့မေးတယ်။ဘာမှမလုပ်ပါဘူး။လမ်းပေါ်မှာစိုးလန်းရုံတက်တက်ပါပဲ။သူကအရှိကအနောက်ကိုလျှောက်သွားတယ်။ငါကအနောက်ကအရှိကိုသွားတယ်။တကယ်ကိုတာယာတဲ့အေဘရမ်နဲ့ခင်းလေးပဲ။ကျွန်တော်အနေနဲ့သူမကိုစကားပြောချင်မိတယ်။နိုင်ဝဲလို့ဆိုရပါပြီ။သူမအကြောင်းကိုမေးမယ်။ကျွန်တော်အကြောင်းကိုပြောပြမယ်။အမှန်တကယ်က1982ခုနှစ်လှပတဲ့အေဘရမ်နဲ့ခင်းဟာရူဂျူကူလမ်းသူတစ်ခုမှာကျွန်တော်တို့တယောက်နဲ့တယောက်ဆုံခဲ့ကြတယ်။ကန်ဂျမာရဲ့ရှုပ်ထွေးမှုအကြောင်း သူမကိုရှင်းပြချင်တာပါဒါအနှွေးထွေးရဲ့လျှို့ဝှက်မှုတွေနဲ့ပြည့်ကျက်နေတဲ့အရာပဲကဘာကြီးမှာငြင်းချမ်းမှုတွေဖုံးလွှမ်းထားတဲ့ခြေတုံးကလှုပ်ထားတဲ့ရှေးအောင်နိုင်တလုံးလိုပဲစကားပြောပြီးတယ်နော်ကျွန်တော်တို့တနေရာမှာနေလေစားစားကြမယ်ဟူဒီအလင်ကားကြည့်ရင်တော့ကြည့်လို့ရတယ်ဟိုတယ်ဘားတစ်ခုမှာကော်တေးတောက်ကြမယ်ကံများကောင်းခင်ချစ်ပွဲတော်ဝင်ပြစ်ကြအောင်မယ်အလားလာရရဲ့ကျွန်တော်နှလုံးသားတတော်တော့ခောက်နေကြတယ် အခုဆိုကျွန်တော်နှစ်ယောက်ကြားမှာ15ကိုက်လောက်ပဲရှိတော့မယ်ကျွန်တော်ဒီမအောင်ဘာလို့များချင်းခဲ့ရမလဲဘာများပြောရမလဲကောင်းတော်မနခင်မှာစကားနည်းနည်းပပပြောဖို့နိုင်ဝက်လောက်များချိန်ပေးနိုင်မလားအဓိပ္ပာယ်မရှိတာပဲဒါအာမခံအယောင်းသမားလေးတန်ပေါက်နေတစိမ့်လောက်ဒီနားမှာညာလုံးပေါက်ဖွင့်နေအဝိရှော်ဆိုင်များသိတလားမသိဘူးမဟုတ်သေးပါဘူးဒါလည်းအဓိပ္ပာယ်မရှိလားဘူးကျွန်တော်မှာရှော့ဆရာဝိစားဘာမှမပါတာ ဘသူကဒီလိုစကားမျိုးကိုယုံမှလဲဒီလိုရှင်းရှင်းလင်းလင်းပြောလိုက်ရင်ရောကောင်းတော်မနက်ခင်းမှာခမရကျွန်တော်အတွက် တရားရအောင်ပြည့်စုံတဲ့မိန်းကလေးပါမဖြစ်သေးပါဘူးသူမဒါကိုယုံမှမဟုတ်သူမကယုံခဲ့ရင်တော့ကျွန်တော်နဲ့စကားပြောခြင်းပါမလားမသိဘူးသူမကပြောမယ်ဝမ်းနေပါတယ်ကျမကရှင်းအတွက်တရားရအောင်ပြည့်စုံတဲ့မိန်းကလေးတယောက်ဖြစ်ခြင်းဖြစ်မယ်ဒါပေမဲ့ရှင်းကတော့ကျမအတွက်တရားရအောင်ပြည့်စုံတဲ့ကောင်းလေးတယောက်မဟုတ်ဘူးအဲ့လိုမျိုးလည်းဖြစ်နိုင်တယ် တကယ်လို့များအဲ့လိုပြောခင်ရရင်ကျွန်တော်ကတစစီများဖြစ်သွားမလားမသိဘူးကျွန်တော်ဘယ်တော့မှဒီထိတ်လန့်တုံ့လုံးမှုကနေပြန်ကောင်းလာတော့မှာမဟုတ်ဘူးကျွန်တော်က32နှစ်ရှိပြီအသက်ကစကားပြောလာပြီမဟုတ်လားကျွန်တော်တို့နှစ်ယောက်သားပန်းရောင်းနေဆိုင်ရှိမှာစုံကြတယ်နှွေးထွေးတဲ့လီပီလေးကကျွန်တော်ရေပြားကိုတို့ထိသွားတယ်ကတ္တရာကဆွဆွလို့နှင်းစီရင်နဲ့ကိုကျွန်တော်ရလိုက်တယ်ကျွန်တော်သူမကိုစကားပြောလို့မထွက်သူမကအဖြူအောင်ဆွတ်တာလေးကိုဝတ်ထားတယ် ညာဘက်လက်ထဲမှာဖြူစွတ်နေတဲ့စာရိတ်တိတ်ဒစီကောင်းမကတ်ထားသေးကြည်ရတာသူမဟာတရားဟောစီစာရိတ်နေခဲ့သူမရဲ့အိတ်ချင်နေတဲ့မျက်လုံးတွေကိုကြည်ရတာတညာလုံးထိုင်ရင်းနေရတော့ဖြစ်နိုင်တယ်စာရိတ်ထဲမှာသူမရဲ့လျှော့ဝဲချက်တွေအကုန်လုံးပါနေတယ်ကျွန်တော်လည်းရှင်းနေနေဆက်လမ်းပြီးလှည့်ကြည့်လိုက်တဲ့အခါသူမကလူတွေထဲမှာပျောက်ကွယ်သွားခဲ့ပါပြီအခုတော့ကျွန်တော်သူမကိုဘာပြောတဲ့တယ်လဲဆိုတာသိခဲ့ရပြီပြောရမှာတော့နည်းနည်းရှင်းမယ် အဆင်ပြေအောင်ပြောနိုင်ပါမလားတော့မသိကျွန်တော်စိတ်ကူးတွေကဘယ်တော့မှလက်တွေ့မကျခဲ့ပါဘူးဒီလိုအဲ့ဒါကတခါတော့ကနေစားပြီးဝမ်းနေစရာဇလန်းလေးလို့မထင်ဘူးလားနဲ့အဆုံးတက်ပါလိမ့်မယ်တခါတော့ကကောင်လေးနဲ့ကောင်မလေးတယောက်ရှိတယ်ကောင်လေးက16နှစ်ကောင်မလေးက16နှစ်သူကသူမတို့အောင်မချောမောလာတယ်လို့သူမကလည်းထူးထူးခြားခြားမလှပါပါဘူးသူကခြားသူတွေလိုပဲတာမန်ထိကျန်ကောင်လေးတယောက်ဖြစ်ပြီးသူမကလည်းတာမန်ထိကျန်ကောင်မလေးတယောက်ပါပဲ။ ဒါပေမဲ့သူတို့မှသူတို့အတွက်တရားရဂိုင်လုံးပြည့်စုံတဲ့ဖူးစာဘက်ဟာတဏှာမှာရှိနေခဲ့တယ်လို့အသေးသေးဆွဲနေအောင်ယုံမှတ်ထားကြတယ်။ဟုတ်တယ်။သူတို့ဟာအံ့ဖွယ်တရေကိစ္စတွေကိုယုံကြည်ကြတယ်။အဲ့ဒီအံ့ဖွယ်ကိစ္စကလည်းအမှန်တကယ်ဖြစ်လာခဲ့တယ်။တရက်မှာသူတို့နှစ်ယောက်ဟာလမ်းထောင်တစ်ခုမှာမျက်နှာချင်းဆိုင်တွေ့ကြတယ်။ကောင်လေးကပြောတယ်။တကယ်ကိုမယုံနိုင်စရာပဲ။ငါမင်းကိုတပွားလုံးရှာဖွေနေခဲ့တာ။မင်းကတော့ယုံကြည်မှယုံလိမ့်မယ်။ဒါပေမဲ့မင်းကငါ့အတွက်တရားရဂိုင်လုံးပြည့်စုံတဲ့မင်းကလေးပါ။ သူမကလည်းပြန်ပြောတယ်။ရှင်ကလည်းကျမအတွက်တရားရုံးပြည့်စုံတဲ့ကောင်းလေးတယောက်ပါ။ကျမစိတ်ထဲမှာအသေးစိတ်ပုံဖော်ထားတဲ့အတိုင်းကွက်တီပဲ။ဒါတကယ်ကိုအိမ်မက်လိုပဲ။သူတို့နှစ်ယောက်သားပန်းချံခုံတန်းလေးတစ်ခုမှာ ထိုင်ကြတယ်။တယောက်လက်ကိုတယောက်ဆုပ်ကိုင်လို့တယောက်အကြောင်းတယောက်ဖောက်တယ်ချလို့တနာကြီးပြီးတနာကြီးသူတို့ဟာအထီးမကျန်တော့ဘူး။သူတို့ဟာတရားရဂိုင်းနှုံးပြည့်စုံတဲ့အဖို့ကိုအပြန်အလှန်တွေ့ရှိခဲ့ကြတယ်။ကိုယ့်ရဲ့တရားရဂိုင်းနှုံးပြည့်စုံတဲ့အဖို့ကိုရှာတွေ့ခဲ့ရုံမက အဲ့ဒီအဖေကလည်းသူ့အတွက်တရားရဂိုင်နှုတ်ပြည့်စုံနဲ့ကိုယ့်ကိုရှာတွေ့ခဲ့တာဘလုံများအံ့ဩရှာကောင်းတယ်လေ။ဒါတကယ်အံ့ဖွယ်ကိစ္စပဲ။ဆက်ကြဝလာကြီးရဲ့အံ့ဖွယ်ကိစ္စပဲ။ဒါပေမဲ့သူတို့နှစ်ယောက်သားထိုင်ပြောနေကြရင်းနဲ့သူတို့နှလုံးသားထဲမှာစိုးစင်းမြသောတန်တရားကလေးကအမြင့်တွေလွတ်လာခဲ့တယ်။အိမ်မက်ကအမှန်တကယ်ဖြစ်လာဖို့ဒီလောက်လွယ်တဲ့လေ။ဒီနောက်တော့သူတို့စကားဝိုင်းခဏဆဲသွားတဲ့ချိန်ကောင်းလေးရဲ့ကောင်းမလေးကိုပြောတယ် ငါတို့စဉ်းသက်မှုတစ်ခု လုပ်ကြရအောင်တစ်ချိန်လောက်ပဲဖြစ်ဖြစ်ပေါ့တကယ်လို့သာငါတို့ဟာတရက်ကိုတရက်တရာရာဂိုင်လုံးပြည့်စုံနေချစ်သူတွေသာအမှန်ဖြစ်ခဲ့မယ်ဆိုရင်တစ်ချိန်ချင်းတနည်းအားမှာပြန်ဆောင်ကြမှာမလွဲပါဘူးအဲ့လိုပြန်ဆောင်ကြတဲ့အခါမှာပဲငါတို့ဟာတရက်ကိုတရက်တရာရာဂိုင်လုံးပြည့်စုံနေကြတွေ့လို့သိနိုင်လိမ့်မယ်အဲ့ဒီအချိန်အဲ့ဒီနေရာမှာပဲငါတို့လက်ထက်ကြမယ်မင်းဘယ်လိုထင်လဲဟုတ်တယ်အဲ့လိုမျိုးကျမတို့စမ်းကြည့်တင်တယ်သူမကလည်းပြောတယ်ဒီလိုနဲ့သူတို့ခွဲခွာခဲ့ကြတယ် သူမကရှေ့သူကအနောက်တကယ်တော့သူတို့သဘောတူခဲ့ကြတယ်စမ်းသပ်မှုဟာတကယ်ကိုမလွတ်ပါဘူးသူတို့ဒီလိုမျိုးဘယ်တော့မှမစမ်းသပ်သင့်ဘူးဘာကြောင့်ဆိုသူတို့ဟာအမှန်တကယ်ကိုတရက်ကိုတရက်တရားရာနှုံးပြည့်စုံနေတဲ့ချစ်သူတွေဖြစ်နေကြပြီသူတို့ညောင်ရဲ့တွေ့ဆုံမှုဟာလည်းတကယ်အံ့ဖွယ်ကိစ္စဖြစ်နေလို့ပဲဒါပေမဲ့လည်းသူတို့ဟာငယ်ရွယ်သေးတဲ့အတွက်ဒါကိုမသိနိုင်သေးဘူးအေးဆက်ပြီးစာနာမှုမရှိတဲ့ကံကြမ္မာရဲ့လှိုင်းတဖို့တွေကတော့သူတို့ကိုမညာမတာ ရိုက်ပုတ်လို့ ။ဆောင်းတွင်တစ်ခုမှာသူတို့နှစ်ယောက်လုံးဟာယာတီအလိုက်ဖြစ်တဲ့ပြင်းထန်လာတဲ့ဒုက္ခတွေမျိုးကိုခံစားခဲ့ကြရတယ်။တေချင်းနဲ့ရှင်ချင်းကြာကုလုနေရဲ့ရတရဘက်ကိုဖျက်တမ်းပြတဲ့နောက်သူတို့ဟာမှတ်ဉာဏ်တွေအကုန်လုံးဆုံးရှုံးခဲ့ရတော့တယ်။သူတို့တွေနိုးလာတဲ့အခါခေါင်းတစ်ခုလုံးရှင်းလင်းလို့ DH Lawrence ရဲ့ဝဲရုပ်စုဘူးလေးလိုပဲကြောင်တလင်းခါလို့ဒါပေမဲ့သူတို့ဟာဉာဏ်ကောင်းပြီးစိတ်တက်ခိုင်ပါတဲ့လူငယ်လေးတွေပါသူတို့ရဲ့မနေမနာအားထုတ်မှုတွေနဲ့ပဲ အသိဉာဏ်နဲ့ခန်းစားမှုတွေကိုပြန်လည်ရရှိလာခဲ့ပြီးသူတို့ဟာဒင်းပြစ်လူအဖွဲ့ဇီဝင်တွေပြန်ဖြစ်လာကြတယ်။ကောင်းကင်ဘုံကိုပဲကျေးဇူးတင်ရမှာပဲ။သူတို့ဟာမြေအောင်မြေရထားတလိုင်းကနေတလိုင်းကူပြီးရှိတတ်တဲ့ဇာတိုင်းမှာအမြန်ချုပ်ဖို့နဲ့စာဖို့တတ်တဲ့တကယ့်တောင်တော်မြေနိုင်ငံသားတွေဖြစ်လာခဲ့တယ်။တကတက85ရာနှုန်းဒါမှမဟုတ်85ရာနှုန်းလောက်ပြည့်စုံတဲ့သူတွေနဲ့ချစ်ခဲ့ကြသေးရဲ့။အချိန်ကလမ်းစရာကောင်းတော့အလင်းမြန်ကုံဆုံးလို့နေမကြမီမှာပဲကောင်လေးက30နှစ်ကောင်မလေးက30ပြည့်သွားတယ် လှပတဲ့အစ်ဘရမနက်ခင်းတစ်ခုမှာကော်ဖီတောက်မယ်ရှိကူပြီးကောင်လေးကအနောက်ကရှိကိုရှောက်လာခဲ့တယ်။အဲ့ဒီအချိန်မှာကောင်မလေးကအမြင်ချော့ဖို့နဲ့စားတောင်ပို့ဖို့အရှိကအနောက်ကိုရှောက်လာခဲ့တယ်။နောက်ဆုံးလုံးကတိုချိုမြို့ဟာရာဂျူဂူနာကလမ်းကြားလေးတစ်ခုမှာရှောက်လာနေခဲ့ကြတယ်။သူတို့နှစ်ယောက်ဟာလမ်းရဲ့အလေကောင်လောက်မှာတရက်ကိုတရက်ဖြတ်ကျော်သွားကြတယ်။အဲ့ဒီခဏတာလေးမှာပဲသူတို့ရဲ့နှလုံးသားထဲမှာပျောက်ဆုံးသွားတယ်။အမတ်တရားကလေးကဝင်းလက်သွားတယ်။ကိုစီကိုစီရဲ့ရင်ပတ်ထဲမှာဒရိတ်တွေခံစားရရတယ်။ အဲ့မှာသူတို့တိလိုက်ကြတယ်။သူမကငါ့အတွက်တရားရံတော့ပြည့်စုံနေသူပဲ။သူကငါ့အတွက်တရားရံတော့ပြည့်စုံနေသူပဲ။တို့ပေမဲ့သူတို့ရဲ့မျက်ညံမိတော်လေးကအားနဲ့ဖြတ်တော်လွန်းတော့သူတို့ကလွန်ခဲ့တဲ့၁၄နှစ်ကိုရှင်းရှင်းလင်းလင်းမသိနိုင်တော့ဘူး။စကားတစ်လုံးမှမပြောဘဲသူတို့တရက်ကိုတရက်ကြော်ဖြတ်လာခဲ့တယ်။ပြီးတော့လူအုပ်ထဲဝင်ရောက်ပြော့ွယ်သွားတယ်။ထာဝရပဲ။ဝမ်းနေဖို့ကောင်းတဲ့ဇလန်းလေးပဲ။အဲ့လိုမထင်မိဘူးလား။ဟုတ်တယ်ဇလန်းကတော့ဒီလောက်ပါပဲ။ဒီဇလန်းလေးက ကျွန်တော်သူမကိုပြောခဲ့တဲ့အရာပဲ On seeing the 100% perfect gift one beautiful April morning by Haruki Murakami ကို Jay Rubin အင်္ဂလိပ်ဘာသာပြန်မှပြန်ဆိုပါသည်နားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးထူးတင်ရှိပါခင်ဗျာအခုလိုဆောင်လေးတွေကိုနားထောင်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ channel လေးကိုလည်း subscribe လုပ်သွားဖို့ဖိတ်ခေါ်ချင်ပါတယ်